မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့ Selly Global Channel ကနေ November 10ရက်နေ့အတွက်နောက်ဆုံးရအမှုပညာသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်နိုင်ငံသားခင်မုန်းစီမှာမျက်နှာလိုခြင်းလို့ဗုဒ္ဓဘာသာဝင်သမီးလေးကိုခရိယံဘာသာပြောင်းပေးလိုက်တဲ့ချမ်းချမ်းကိုပုံတိုက်တဲ့ပြောတဲ့သတင်း နောက်ဖောင်းရထားကိုမီဒီယာချိန်မှာသူတစ်ပါးချစ်သူတွေကိုစီးထားတင်ကြောင်းတဲဆုံးမခဲ့တဲ့ရွှေသမီးတဲ့တန်တာမိုးသိရင်မိဘတွေကိုပါဒူးထောက်တောင်းပန်ခဲ့ရတဲ့တထေးကြီးကိုရွှေမန်းတဲ့ကိုရွှေမန်းနဲ့လွန်လွန်ချူချူပတ်သက်ခဲ့ဘူးတဲ့ဒိတ်ဒိတ်ချင်းမင်းသမီးချောင်းဦးတဲ့မြမမျိုးကောင်းသမီးလေးတွေကိုအကာအကွယ်ဖြစ်ပေးပြီးရိုင်းဆိုင်နဲ့ဆုံတော့တကယ်ဖန်းခံရပြီဆိုတဲ့တဲ့ချစ်သူအောင်တန်တာမိုးသိကိုခုလိုတောင်းပန်ခဲ့ရတဲ့ထိတ်တန့်တထေးကြီးကိုရွှေမန်းတဲ့ပဲဖြစ်ပါရဲ့ရှင် နိုင်ငံသားသားခင်မောစီမှာမျက်နှာလိုခြင်းလို့ဗုဒ္ဓဘာသာဝင်သမီးလေးကိုခရိယဘာသာပြောင်းပေးလိုက်တဲ့ချမ်းချမ်းကိုဖုံးတိုက်တယ်ပြောပြီးနောက်ယောက်ျားစီမှာမျက်နှာလိုမျက်နှာရနဲ့သမီးလေးကိုခရိယဘာသာပြောင်းပေးလိုက်တဲ့အစိုးရချမ်းချမ်းကိုခင်မောဟောင်းသမီးလေးရဲ့အဖေကတော့ပြတ်သားစွာပြောလာပါပြီ။ အစွန်တော်ချမ်းချမ်းကသူ့ရဲ့တမီးလေးမြစ်မှုကင်းကမေကိုအီတလီနိုင်ငံမှာနှစ်ချင်းမင်္ဂလာပေးပြီးခရီးရန်ဘာသာဝင်ဖြစ်တင်ရဝင်သွင်းလိုက်တာဖြစ်ပါတယ်။ချမ်းချမ်းကတော့သူ့ရဲ့ခင်မောတဲ့တမီးသစ်တွေနဲ့အတူဒီပွဲလေးကိုပျော်ရွှင်စွာကျင်းပခဲ့တဲ့ပုံတွေကိုဝင်ကျွမ်းစွာတင်ခဲ့ပါတယ်။ဒါပေမဲ့ဒီပုံလေးတက်လာတာနဲ့တပြိုင်တည်းကလေးရဲ့ဖခင်အရှင်ဖြစ်သူကျုံဆောင်ဖုံးတိုက်ကတိကိစ္ဆာနဲ့ပတ်သက်ပြီးလုံးဝမကြေမနက်ဖြစ်နေကြောင်းတီလင်းပြောလာပါတယ်။ ဖုံးတိုက်မကျေနပ်တာဟာဘာသာရေးကြောင့်မဟုတ်ပါဘူး။ကိုကဗုဒ္ဓဘာသာမဟုတ်တမိလီယခရိယန်ဖြစ်သွားလို့ရှုံးသွားပြီဆိုတဲ့အမြင်မျိုးနဲ့ဒေါသထွက်နေတာလုံးဝမဟုတ်ဘူးလို့သူကဆိုပါတယ်။သူပြောတာကသူနဲ့ချမ်းချမ်းဟာတမိလီကိစ္စနဲ့ပတ်သက်ပြီးအမြင်နဲ့ဆက်သွယ်ရှိနေတယ်။ တမီလေးအတွက်ကျူရှင်လာကားရင်းမြမအစားစာရိအမြဲတမ်းတာဝန်ယူဒီလိုဆက်သွယ်ရှိနေတဲ့သားနဲ့တမီတယောက်လုံးရဲ့ဘဝအတွက်အရေးကြီးတဲ့ဘာသာပြောင်းလဲမှုမျိုးကိုခင်မွန်ရင်းဖြစ်တဲ့သူကိုအတိလေးတစ်ချက်တောင်မပေးခဲ့တာဟာတမင်တကာမလေးမစားလို့တောင်သူ့ရဲ့ဖခင်ကိုယ်တိုက်ခါကိုစော်ကားတာပဲလို့ဖုံးတိုက်ကခန်းစားနေရတာပါ အများစုရဲ့တုံးသက်ချက်ကတော့ချမ်းချာသူ့ရဲ့အီတလီနိုင်ငံသားတာခင်မိုတဲနဲ့ခင်မိုတဲရဲ့မိသားစုတိုင်ဝမ်ကြမှာမျက်နှာရချင်းလို့မျက်နှာလှုပ်ချင်းလို့မိသားစုတထဲမှာတမီလေးထီးချံမဖြစ်အောင်နဲ့ပထွေးကမညူညင်ရအောင်အားလုံးကိုပါတာသူတဒန်းနဲ့ဖြစ်သွားအောင်အတင်းသွင်းလိုက်တာဖြစ်နိုင်တယ်လို့ထင်ကြေးပေးနေကြပါတယ်။နော်ဘောရဲ့တာကုန်မီဒီယာရှင်မောင်သူတပားချစ်သူတွေကိုစီးထားတဲ့ကြောင့်တဲဆုံးမခဲ့တဲ့ရွှေသမီး နော်ဖုံးဟေထားကိုမီဒီယာရိရှိမှစနိုက်မကျော်တင်ကြောင်းသူတို့ဘာချစ်သူရီးစားကောင်လေးပေါ်မှာစီးထားတင်ကြောင်းကိုအခုလိုဆုံးမလာတာကတော့ရွှေသမီးပါအလုံးသိကြတဲ့အတိုင်းနော်ဖောရဲ့ထားကမြန်မာနိုင်ငံမှာသူများချစ်သူကိုစနိုက်ကျော်ရဲသူဖြစ်နာမည်ကြီးပါတယ်။နော်ဖောရဲ့ထားကြောင့်ပဲမြန်မာနိုင်ငံမှာပြည်သက်တွေချဲ့ရတဲ့ဇုံတွဲလေးဖြစ်တဲ့လွန်ပိုင်နေဘော်ဘီဆော့ဆာတို့ဇုံတွဲလေးလမ်းခွဲပြတ်ဆဲခဲ့ရတာပါ။ ီကိစ္စဟာအဲ့ဒီတော့ငါဆိုရှယ်မီဒီယာမှာအကြီးအကျယ်ပေါက်ကွဲခဲ့ပြီးနော်ဖောင်းရဲ့ဓာတ်ကုန်းစနိုက်ကျော်ဆိုတဲ့နာမည်တရားဝင်တက်ပေးလိုက်တယ်လို့ဖြစ်ခဲ့ပါတယ်။ဒီမတန်ခင်ကတော့လောပိုင်းနဲ့ပေါ်ပြီးဆော်ဆာနှုတ်ဆောင်တွဲလေးဟာငယ်ချေဦးတွေဖြစ်တူတူနုပညာလောကမှာစူးစမ်းရုံခံခဲ့ရတာပါ။ဒါပေမဲ့လည်းနော်ဖောင်းဟီတာဟာလောပိုင်းနဲ့ရုပ်ရှင်တူတူရိုက်ပြီးမှပဲချစ်သူတွေဖြစ်သွားကလောပိုင်းနဲ့ပေါ်ပြီးဆော်ဆာဆောင်တွဲလေးပြည့်စဲခင်ရပါတယ်။ နော်ဖော်ဟေတာဟာချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ကာရိုက်တာမျိုးစုံကိုပြပြပြင်းပြင်းသရုပ်ဆောင်တတ်တဲ့လက်ရှိအချိန်မှာရုပ်ရှင်စကားတော်တော်များများမှာသရုပ်ဆောင်နေရတာဖြစ်ပါတယ်။အထူးသဖြင့်နော်ဖော်ရတာဟာအခုနောက်ပိုင်းတွင်မှသူမရဲ့သရုပ်ဆောင်အခြေချင်းကတည်တည်တတာတိုးတက်လာခဲ့ပြီးရိုက်သမျှစကားတိုင်းကပရိသတ်တွေရဲ့စိတ်အာရုံကိုဖန်ဆာနိုင်ခဲ့တာပါ။ဒါပေမဲ့စနိုက်ကျော်ရဲဆိုပြီးလူတွေမုန်းနေကြတာပါ။ အထူးသဖြင့်နော်ဘော်ရီတန်ဟောင်းတက္ကသိုလ်တက်နေစမှာလဲသူများချစ်သူကြီးစားကိုစနိုက်ကျော်ခဲ့တယ်လို့လဲဆိုကြပါတယ်။ဒါပြင်ခုလက်ရှိနော်ဘော်ရီတာတွင်နေတဲ့ရုပ်ရှင်ထုတ်လို့ရေးပိုင်ရှင်ကိုထက်ကန်ဝင်းကိုနော်ဘော်ရီတာဟောင်းတငယ်ချင်းဖုံးတီတီကျော်ရင် best friend ဖြစ်တဲ့ခင်ချင်းမုံစီကနေလူယူခဲ့တယ်လို့လဲသတင်းတွေထွက်လာတာပါ။ဒီလိုချင်းခန်းနာတစ်ခုမှာနော်ဖောရဲ့ဌာနရွှေသမီးတို့ကမီဒီယာအင်တာဗျူးဖြစ်ခဲ့တာပါ ဒီလိုအင်တာဗျူးမှာရွှေသမီးကမင်းကလေးဆိုရာကရှိစားရှိတဲ့ယောက်ျားရင်းနဲ့ဆက်ဆံတဲ့အခါမှာအနေထိုင်စင်ချင်ရကြောင်းအထူးသဖြင့် Facebook reaction ကအစရှိစားရှိတဲ့ယောက်ျားတွေကိုတတိထားအောင်ကိုရရီယန်ရှင်တခုကတဖက်ကသမီးစားဆောင်တွေပေါ်မှာအထူးသဖြင့်မိန်းကလေးပေါ်မှာအတွေးလွန်မှုတွေစိတ်မချမ်းသာမှုတွေဖြစ်စေနိုင်ကြောင်းပြောလာတာဖြစ်ပါတယ်။ ရွှေသမီးကဒီနေရာမှာလုံးဝမျက်နှာထားတည်တည်နဲ့အလေးနဲ့ထားပြီးပြောသွားတာကကိုကြောင့်သူများအတွက်မပြတ်စေခြင်းမူဆိုရင်ဒီစည်းကမ်းကရန်ရေးကြီးတဲ့ဆိုတဲ့သဘောမျိုးပါတေယုဆောင်မင်းသမီးရွှေသမီးကနော်ဘွဲ့ထားကိုဘေးမှာထားကမင်းကလေးဆိုတော့သူများရှိစားကိုဆက်ဆံရင်တတိထားကြောင်းဘာညာပြောရဟောင်းစနိုက်ကျော်တက်တယ်လို့နမဲကြီးနေတဲ့နော်ဘွဲ့ထားအတွက်တော့မျက်နာပူစရာဖြစ်နေရတာပါ ဒါကြောင့်လည်းတချို့သောပြည်သက်တွေကနော်ဖွဲ့ထားမျက်နှာကဘလို့ပုံစံဖြစ်နေပြီလဲ။ဤလေလေဖြစ်နေပြီလို့လဲစံ့နှောင်နေကြတာပါ။တချို့ကတော့နော်ဖွဲ့ထားဟာရွှေသမီးပြောတာကိုဘေးကခေါင်းလေးတင်းငိမ့်လုံနေပြီမြင်ဘတ်ထဲမှာတော့အနေရခက်နေမယ်ဆိုပြီးပြောကြတာဖြစ်ပါတယ်။ တချို့ကတော့ရွှေသမီးရနော်ဖော့ရဲ့သားကိုဘေးမှထားကတမင်ဆုံးမခဲ့တာဖြစ်မယ်လို့ထင်ကြပေးကြတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောနော်ဖော့ရဲ့သားနဲ့ပတ်သက်ပြီးစောင်းပြောသလိုဖြစ်နေတဲ့ရွှေသမီးကိုဘယ်လိုမြင်ကြသလဲဆိုတာပြောသွားကြပါအောင်ရှင်။ကြည့်ရှုအားပေးတန်တာမိုးတဲ့ရဲ့မိဘတွေကိုပါဒုထောက်တောင်းပန်ခဲ့ရတဲ့တထေးကြီးကိုရွှေမန်း မင်းကလေးတယောက်ကိုတွဲချင်နိုင်တွဲပင်မရှူရင်ဘာတွေဖြစ်ကုန်လဲဆိုတော့ကိုမြမပရိုဂျူဆာခရိုနီထိတ်တန်းတထေကြီးကိုရွှေမန်းကဘဝနဲ့ရှင်ပြီးတက်တည်ပြခဲ့ပါပြီအလုံးတီပီတာပြဿနာတစ်ခုဖြစ်တဲ့တန်တာမိုးသိမ့်တဲ့ကိုရွှေမန်းကိစ္စမှာအမားတွေကိုထက်ထလေးလေးကျူးလွန်ခဲ့သူဖြစ်တဲ့ကိုရွှေမန်းဟာတန်တာမိုးသိမ့်ရဲ့မိဘတွေကိုပါအနှွညွတ်တောင်းပန်ခဲ့ရတယ်လို့သိရပါတယ်။ဒီဖြစ်ရက်ကဘယ်ကစတဲ့လဲဆိုရင်ကိုရွှေမန်းရဲ့ချင်းချိတ်တဲ့မင်္ဂလာဆောင်ကြီးကစတင်ခဲ့တာဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာမြန်မာနိုင်ငံရဲ့ပရိုဂျူဆာလေးဖြင့်ထိတ်တန့်တထေးကြီးလေးဖြစ်တဲ့ကိုရွှေမန်းနဲ့ဆီယံဝင်းမာလီတို့ရဲ့မင်္ဂလာပွဲဟာဒိတ်ဒိတ်ကျဲနမဲကြီးလွန်နေပါတယ်မင်္ဂလာဆောင်ပါလေဝါလုံးနဲ့စတဲ့မင်းသမီးစုံတွေကကိုရွှေမန်းနဲ့ဆ ਿਆ ဝင်ပါလေကိုဘလို့အောင်သွဲပေးခဲ့ကြောင်းမင်္ဂလာရှုပြီးရှွှွှွှင်ဝင်အောင် ပြောဆုံနေခဲ့ပါတယ်။တင်းမောင်းများစွာတင်းတဲ့ချီပြုံးပြီးမင်္ဂလာဆောင်ကို သူ့ထက်ကအပြိုင်ဆောင်မှဖြစ်ကြောင်းအချင်းဦးနဲ့လက်ထပ်ရတဲ့ပွဲမှုဘလောက်ကုန်ကုန်မညုံညင်ကြောင်းမီဒီယာတွေကလည်းမြှောက်ပေမိရေးသားထားကြပါတယ်။ ဒီအချောင်းကိုတွေ့တဲ့အခါပွဲတိုင်းဝင်ပါတက်တဲ့ပြည်ဟင်းတီအားကအငြိမ်မနေနိုင်မယ်။စပီးအားချောင်းပါတော့တယ်။ပြည်ဟင်းတီအားကပရိုဂျူဆာကိုရွှေမန်းနဲ့တန်တာမှုတိန်ဟာအမှုပညာကိုရွှေမန်းနဲ့လွန်လွန်ကျူကျူပတ်သက်ခဲ့မှုတဲ့ဒိတ်ဒိတ်ကျင်းမင်းသမီး၆ဦး။မင်္ဂလာပါပရိသတ်များရှင်။စားပေတိဖြစ်ခဲ့သည်များအရင်ကနောက်ကျောင်းတွေကိုလက်ထပ်ပြီးကမှအခုလိုဖော်ထုတ် ခံရရလို့ကိုရွှေမန်းတယောက်တော့တိုင်ပတ်နေပါပြီ။ အခုလက်ရှိမှာတခုပြီးတခုထွက်ပေါ်လာတဲ့နောက်ကြောင်းတွေကြောင့်ကိုရွှေမန်းဟာပူပူနွေနွေလက်ထက်တာနဲ့ဆံဝင်မာလေးနဲ့ကွဲမလို့တော့ဖြစ်နေရပါပြီ။မီဒီယာတထေးကြီးတယောက်ဖြစ်တာကြောင့်အားလုံးကဝိုင်းကြိုက်ခဲ့ကြတာတော့မဆန်းပါဘူး။ကိုရွှေမန်းနဲ့တင်းရင်တနေ့အချိန်ကြာကြီးပတ်သက်ခဲ့မှုတဲ့သူတွေကလည်းတကယ့်ကိုဒိတ်ဒိတ်ကျဲမင်းသမီးတွေပါ။ကိုရွှေမန်းရဲ့ဆင်းရဲမကတဲ့ဒိတ်ဒိတ်ကျဲ X တွေကိုဒီဗီဒီယိုထဲမှာပြောပြပေးသွားပါမယ်ရှင်။မြေချောင်ဆုံးတွဲပြီးအချက်ဆုံးဖြစ်ခဲ့သူနှုတ်ကတော့တန်တာမိုးတိတ်နဲ့မအီတောင်းပါ အဲ့ဒီနှစ်ယောက်ကတော့တချိန်ကဆိုရင်ကိုရွှေမန်းရဲ့ချစ်ခင်လေးတွေဖြစ်ခဲ့ကြပါတယ်။ဒါကြောင့်လေတန်တာမိုးသိန်းကအမှုပညာလောကထဲကိုတဟုန်တိုးတိုးဝင်လာပြီးတော့ MRT 4ဆက်လန်းတွဲတွေထဲမှာတော့ကောင်းဆောင်မင်းသမီးနေရာကနေတိုက်ရိုက်တမ်းပြီးပါဝင်ခင်ရတာပါ။မဟီတောင်းလဲထုံနီတူပါပဲ။ကိုရွှေမန်းစီကနေစပွန်ဆာတွေတပုံကြီးရရှိခဲ့ပြီးတော့နှစ်များစွာကြောင်းတွဲနေခဲ့ကြတာပါပြီးမှသာဘယ်လိုပဲပုံအကြောင်းတွေကြောင့်ပြတ်ဆဲသွားကြနေတော့မသိခဲ့ရပါဘူး မဟီတောင်းတဲ့ကိစ္စတွေကိုဆိုရင်အမှုပညာလောကတွေကအတွင်းလူတွေနဲ့မကားပဲအပြင်တိုင်းဝိုင်းကပြည်သက်တွေကလည်းရှင်းမိပြီးသိခဲ့ကြတာပါဒါကြောင့်မဲမဲရီတောင်ယောက်ျားယူသွားတော့ငါတော့ကိုရွှေမမဟုတ်လို့ NLP ကရက်တီထခင်ရပါသေးတယ်။ဒါပြင်ဒိတ်တိတ်ချင်းနောက်တယောက်ကတော့အင်းမြတ်သူပါ။အင်းမြတ်သူကအခုဆိုရင်အင်တာဗျူးတွေမှာသူမအသေးကွင်းနေကြောင်းတွေကိုပြောပြလေးရှိတယ်လို့အခြေအနေနဲ့လမ်းခွဲလိုက်ရတာကသူလက်ထက်တော့မှမဟုတ်လို့လေပြောပြဘူးပါတယ်။ အဲ့ဒီတုံရောင်ပြင်တန်တာကြီးချူလီနန်းစုဦးတို့နဲ့လည်းတည်င်းနေထွက်ခဲ့ပူပါသေးတယ်ဒါကြောင့်မို့ခုလိုတည်င်းနေကြားလိုက်ပြီးတဲ့နောက်မှာလူတွေအလုံးကတော့စာပေကြီးကိုရွှေမန်းရင်လို့နာမည်ပြောင်းပေးပြီးအားကြနေကြပါပြီ။သူတို့အားကြလေအားကြခြင်းစရာပါပဲနော်။ဒီလိုချောပြီးလာပြီဆိုရင်မင်းသမီးလေးတွေကိုမှအပိုင်ဆွဲစီပြီးမလိုတဲ့အချိန်မှပြစ်ချောင်းသူကိုဂုံးမြစ်ပေးမယ်ဆံဝင်မှစီတော့ဒါမျိုးထားကျွမ်းနေတဲ့ဆရာတဆူပဲကြီးပါပဲ။ ပရိသတ်ချင်းတို့ရောကိုရွှေမန်းရဲ့လုံရက်တွေကိုဘယ်လိုများထင်မြန်မာမျိုးကောင်းသမီးလေးတွေကိုအကာအကွယ်ပြပေးပြီးရိုင်းဆိုင်နဲ့ဆိုတော့တကယ်ဖန်ခံရပြီ။စင်ပေါ်မှာမချောင်းဝင်တဲ့စကားတွေကိုပြောပြီးအကာအကွယ်သုံးပစ္စည်းတွေကျဲဖြန့်ခဲ့တဲ့ဆိုတော့ဝင့်ကတော့မနေ့ကနိုဝင်ဘာလ၈ရက်နေ့မှာတကယ်ဖန်ခံလာရပြီလို့သိရပါဗျ။ မြေအောင်လူငယ်အဖွဲ့ဖြစ်ခံယူထားတဲ့ဝင်းနဲ့အဖွဲ့သားတွေဟာစတိတ်စင်ပေါ်ကဖြစ်ရပြီးကလေးကရှောင်ပြေးနေကြတာဖြစ်ပြီးမနေ့ကမှတက်ဆိုင်ရာရဲ့ကူညီနဲ့ထိမ့်သိမ်းခံလိုက်ရတာပါဖြစ်စင်ရာ underground လောကမှာနာမည်ကြီးနေတဲ့သူတို့အဖွဲ့ကို overflow music festival ဖျော်ဖြေပွဲကငှားရမ်းခဲ့ပြီးအဲဒီနောက်မှာတချင်းဆူခံခဲ့ပါတယ် ဒါကြောင့်ရန်ကုန်တိုင်းဒေသကြီးတင်ငန်းကျုံမြို့နယ်တုဝနာ29ရပ်ကွက် Eastern Yangon Event Park မှာအဖွဲလိုက်တွားရောက်ဖျော်ဖြေခဲ့ပြီးဖြစ်သည့်မြပြဿနာအလုံးဟာအဲ့ဒီညမှာစတင်ခဲ့ပါတယ်အနေငယ်တိချထားတဲ့ဆိုရဝင်းနဲ့တကွာဖွဲ့သားအလုံးဟာအသိစိတ်လွတ်နေခဲ့တယ်လို့သိရသလိုဆေးရောက်ကမြန်မာမိန်းကလေးတွေကိုနှမချင်းမဆန္ဒတွေပြောဆိုခဲ့တာဖြစ်ပါတယ် အစရောဝိငယ်ပြောစကားအရဒီနေ့ခင်မှာမကောင်းတာတွေဖြစ်နေရခြင်းဟာလူကြီးတွေမှာပဲတာဝန်ရှိပြီးအကာအကွယ်မတုံးခဲ့တာကြောင့်အတုံးမချတဲ့လူတွေမွေးဖွားခဲ့တယ်လို့ဆိုပါတယ်။ဒါနေမကသေးပင်ရှန်ကုံမဟုတ်တဲ့နေဘက်ကတော်သားတွေကအသိဉာဏ်မရှိတဲ့အတွက်အကာအကွယ်ဆိုတာဘာမှန်းတော့မသိပဲဖြစ်ချင်နိုင်ဖြစ်ပြီးတိုင်းပြည်အတွက်အတုံးမရှိတဲ့လူတွေမွေးဖွားခဲ့တယ်လို့လည်းပြောဆိုသွားပါသေးတယ်။ ဒါကြောင့်သူဟာစတေရှုံးလာနာထောင်တဲ့လူတိုင်းကိုအကာအကွယ်တွေဖြန့်ကျဲချခဲ့ပြီးအသိဉာဏ်ရှိတဲ့ရန်ကုန်သူတွေဆိုရင်ဒီညသူနဲ့လာပြီးအကာအကွယ်တုံးကပျော်ပါနိုင်ကြောင်းချိန်ညာခဲ့တာဖြစ်ပါတယ်။ဒီလိုမချောင်းဝင်မနာတာတွေပြောနေတဲ့ဗီဒီယိုဖိုင်ဟာအွန်လိုင်းပေါ်ကိုပေါက်ကြားသွားပြီးကြီးစုသူတန်းနဲ့ချီလာခဲ့တဲ့နောက်မှာတော့ရင်ကျေးမှုဝင်ကြီးဌာနနဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ကပူးပေါင်းပြီးအဆိုပါအဆိုတော်ဖွဲ့ကိုအပူတပြင်းလိုက်ရှာခဲ့တာလည်းဖြစ်ပါတယ်။ လူကြီးတွေကလည်းဆင်းရောက်မှသာမင်းတို့အမေနဲ့ညီမလေးတွေရှင်နေရင်အကာအကွယ်တွေဖြစ်ပေးပြီးထည့်ပေးမယ်လို့ပြောရင်မလားဆိုပြီးပွဲဆိုနေကြပါတယ်။ဒီလိုတတိုင်းပြည်လုံးရဲ့ဝေဖန်မှုကြောင့်အစရောဝင်းကနေရာကနေထွက်ပြေးတင်းဆောင်ခဲ့ပြီးတွေ့တဲ့နေရာမှာတွေ့ရတဲ့တည်င်းပေးမယ်ဆိုတဲ့တီတိုစကားတန်နေလဲပေါ်ပေါက်ခဲ့ပါတယ်။လက်ရှိမှာတော့အစရောဝင်းကချစ်သူအောင်တန်တာမိုးတဲ့ကိုအခုလိုတောင်းပန်ခဲ့ရတဲ့ထိတ်တန့်တထေကြီးကိုရွှေမှန်း နိုင်ငံကျော်ထိတ်တန်းပရိုဂျူဆာတထေကြီးဆိုပေမဲ့လည်းချစ်သူအောင်ကတွင်းရည်တွေဖွင့်ချလာလို့တောင်းပန်ခဲ့ရတာကိုရွှေမန်းမှအလုံးသိကြတဲ့အတိုင်းကိုရွှေမန်းဆိုရကတော့မြန်မာနိုင်ငံရုပ်ရှင်လောကထဲကထုတ်လုပ်သူပရိုဂျူဆာဘယင်ကြီးတစ်ပါးဖြစ်ကကြီးကြီးတဲ့ချမ်းသာကျော်ဝါပါတယ်။ရုပ်ရှင်မင်းသားမင်းသမီးတွေဟာရုပ်ရှင်ရိုက်ကူးခွင့်ရဖို့ကိုကိုရွှေမန်းနဲ့ပတ်သက်ရတာဖြစ်ပါတယ်။ဒီလိုထိတ်တန့်တတိကြီးကိုရွှေမန်းဟာဆရာဝန်ပညာတတ်စနီးချက်ချုံလေးနဲ့ကြီးကျယ်ခမ်းနားစွာလက်ထပ်ခဲ့တာပါ။ ဒီလိုလက်ထပ်ပြီးမှပရိုဂျူဆာကိုရွှေမန်းရဲ့အတွင်ရည်တွေပေါ်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒါကတော့ကိုရွှေမန်းဟာတယုံဆောင်မင်းသမီးတန်တာမိုးသိန်းနဲ့လူသိရှင်ကြားချစ်သူတွေဖြစ်ခဲ့တာ၄နှစ်ရှိပြီဆိုတာပါပဲ။ဒါပေမဲ့လည်းပရိုဂျူဆာကိုရွှေမန်းဟာတကယ်တမ်းလက်ထပ်ချိန်မှာတယုံဆောင်မင်းသမီးတန်တာမိုးသိန်းကိုမရွေးဘဲဆရာဝန်ပညာတတ်ချောချောလေးကိုရွေးသွားတာပါ။ဒါကြောင့်လေလူတွေကတန်တာမိုးသိန်းကိုတနာကြတာပါ။ အထူးသဖြင့်ဒါရိုက်တာပြင်းဤတရာပေါ်ကောင်းလုပ်တဲ့စနစ်ကြောင့်လေအင်တာနက်တစ်ခွင်မှာတန်တာမှုတိန်ဟာသူများအတွေ့ပြီးထားသွားခံရတဲ့သူဖြစ်ခင်ရပါတယ်။ဒါဟာမိန်းကလေးတယောက်အတွက်ဂုဏ်သိက္ခာကျဆင်းစရာပါ။ဒါကြောင့်လေတန်တာမိုးတိန်ကသူမနဲ့ကိုရွှေမန်းတို့ကြားကလူတွေမသိသေးတဲ့အကြောင်းနဲ့တူသူမကိုကိုရွှေမန်းကမရှိလို့ထားခဲ့တာမဟုတ်ဘဲသူမကိုကိုရွှေမန်းကိုထားခဲ့တာဖြစ်ကြောင်းပြောလာတာပါ တန်တာမုတ်သိန်းကသူမချစ်သူအောင်ပရိုဂျူဆာရင်မကောင်းတဲ့ဒီလိုပီဇာတွေကတတလုံးပြောင်းမှမဟုတ်တော့မှန်းသိလို့အုံနောက်တုံးပြီးထွက်လာခဲ့တာဖြစ်ပြီးတတလုံးဒူးနဲ့မျက်ရည်မတုပ်ချင်လို့လမ်းခွဲဖို့ဆုံးဖြတ်ခဲ့တာလို့ဆိုပါတယ်တန်တာမုတ်သိန်းရဲ့ဆုံရောက်ပရိုဂျူဆာကြီးကစာတွဲတဲ့ကနောက်မီးလင်းခဲ့တာပါတယ်တယောက်နှစ်ယောက်တောင်မဟုတ်ပဲအယောက်90နီးပါးရှိခဲ့တယ်လို့ပြောလာပါတယ် အဲ့ဒီတဲကနုပညာလောကကတက်တစ်စားတွေအပြင်ကစီရတဲ့ဂုံပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ဒါနေမကသေးပါဘူး။ဒီဖောက်ပြန်မှုတွေကိုပတ်ပင်းမိတဲ့အခါတိုင်းမှာသူဟာဝင်ချတောင်းပန်တာမျိုးမဟုတ်ပဲအချက်ခွဲတာလားဆိုပြီးခြေပါလက်ပါလမ်းလေကောင်မှစောင့်တွန်းတာမျိုးတွေအထိဖွင့်ချခဲ့ပါတယ်။သူမဒီဖြစ်တွေကိုလူပဲမှတ်တတ်ပါတယ်။ စိတ်ရင်းကောင်းရှာနေစေတနာရှိရှာနေဆိုတဲ့အကြောင်းပြချက်တွေနဲ့သုံးနှစ်လေးနှစ်တာအထိအကုန်ခွင့်လွှတ်ပေးခဲ့ပေမယ့်ရောင်းလာတဲ့ stress တွေစိတ်တန်ရာတွေကြောင့်လူရောက်တာမထွက်တဲ့အထိဖြစ်ခင်ရပြီးအဲ့ဒီစိတ်တန်ရာတွေကအခုထိကုမပြောက်သေးဘူးလို့ဆိုပါတယ်နောက်ဆုံးဖြစ်တစ်ခုကတော့ producer ကြီးဟာမင်္ဂလာမဆောင်ခင်ထိသူမကိုဖုံးဆက်နေခဲ့တုံးမှာပဲတဲ့။ဒါပေမဲ့တန်တာမိုးတိမ်ဘက်ကတပတ်မင်္ဂလင်အခုတတို့သမီးကိုစာနာပေးဖုံးမကန်ခဲ့ဘူးလို့ဆိုပါတယ်။ဒါအောင်လဲ screenshot နဲ့ချပြလာတာပါ။ တန်တာမိုးသိန်းကသူမဘဝမှာလူတယောက်ကထားခဲ့ရမခံရပဲသူမကသာတခြားလူကိုထားခဲ့တာပါလို့ဆိုလာပါတယ်။ဒီလိုတန်တာမိုးသိန်းကပို့စတင်ပြီးမှ လူပြောများနေတာပါ။ဒီလိုအချိန်မှာကိုချွေမန်းကသူမကိုရောမိဘတွေကိုပါတောင်းပန်လာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လေနောက်ပိုင်းမှာပို့စ်ကိုအုံနိမိခဲ့တာပါတန်တာမိုးသိန်းကသူမနဲ့ပတ်သက်ပြီးဂုံတိတ်ခါကြာစင်စရာတွေမိဘတွေစိတ်ဆင်းရဲနေလို့ပြီးတော့တစ်ဖက်ကတူတူသမီးစိတ်ရှင်းအောင်ချပြတာပါလို့ဆိုပါတယ်